တရားထိုင်မှအပေတကားပိတ်တယ်ဆိုကြတော့အပေတကားပိတ်ခြင်းလွဲပါတယ်ငါးပါးသီလလုံနဲ့အပေတကားပိတ်ပါတယ်ချောင်းကနေတောင်ညီသွားလိမ့်ဦးမယ်နော်ငါးပါးသီလသာလုံအောင်ထိအပေတကားငါးပါးသီလလုံနေဆိုရင်အပေမကြအောင်အပေမကြနိုင်ဘူးအဲ့ဒါကြောင့်ငါးပါးသီလအပေကြတယ်ဆိုတာအာဟုတုကြောင့်ကြတာလေအာဟုတုမှလည်းအပေကြလောက်တဲ့အာဟုတုတွေလုံမှ အပေဆိုတာကြရသော်ဘုရားကပုံသေးကြီးဘယ်တော့မှမဟုတ်ဘောဒါရာရှိတယ် အနန္တရိယပိစန္တရိယကမ္မ၅ပါးကျွလို့ရင်တော့တေချာပေါ့ပဲအဲ့ဒါဟောအမေတတ်တယ်ဖေတတ်တယ်ယဟနာဟုတ်တတ်တယ်မြတ်စွာဘုရားသွေးစင်းပြီအောင်ပြမားတယ်တန်ခါသိမ့်ခွဲတယ်ဆိုရင်တော့ဒါတေချာပေါ့ကြံတဲ့ဟာတွေကတော့တေချာပေါ့လို့ပြောနော်တေချာပေါ့မပြောမေဘီနဲ့ပဲတော့ပုစီကိုဘာလို့လဲဆိုလူမာ condition တွေရှိတာအခြေအနေတွေကမတူဘူးလေကဲတစုံတစ်ခုမဟုတ်တာလောက်တိုင်းဒီပြစ်မှုတစ်ခုကျွလွန်တိုင်း ဒီပြစ်မှုကျူးလွန်ရင်ထောင်သုံးနှစ်ဆိုပါတော့ကြာလာလူတိုင်းအဲ့ဒီပြစ်မှုကျူးလွန်နိုင်ကြာလာပတ်စံရှိတဲ့လူကြမ်းမကြဘူးလေဘာလို့လဲဆိုတော့သူပတ်စံကသူ condition ခေါ်တာတဲ့နော်လူကြီးနဲ့သိရင်လည်းမကြဘူးတရားသူကြီးနဲ့သိရင်လည်းမကြဘူးဘာလို့မကြတာအဲ့ဒါကောင်းတဲ့ condition တွေရှိတယ်လေသူမှာအဲ့လိုဆိုလိုတာအပေကလည်းအဲ့လိုပဲမကောင်းတာလုံးမိပြီပဲလို့ကိုကျင်တရားတွေရှိတယ်ဒါနတွေလုပ်တယ် ကမ္ဘာထိုင်နေထိုင်နေဆိုရင်အဲ့ဒါတွေကကဲမှာပဲပေါ့ဒီလိုဆိုလိုတာပေါ့နော်ခြေလီကောင်းနေလောက်ထိုင်ရင်မကြပါဘူးလို့အပေတကားလုံးဝပိတ်တယ်ဆိုတာကြတော့သူကသောတပန်ဖြစ်သွားမှအပေနဲ့လုံးဝဩဇာကွဲတယ်ဒါပေမဲ့သောတပန်မဖြစ်ဘဲနဲ့အပေကလွတ်တယ်ဆိုတာမရှိဘူးလားဆိုရှိသောတပန်မဖြစ်လဲအပေကနေလွတ်သွားတာရှိမလွတ်ဘူးဆိုတာ possible မဟုတ်တာလုံးရင်တော့လေလွတ်ချင်မှလုံးမှာပေါ့ဥပမာမဲ့ အပဒံထဲမှာပါတဲ့ပန်းလေးတပွင့်လှူတာနဲ့60တဲ့တော့ပါအပယ်မလာဘူးတဲ့ကြံတဲ့ကုသိုလ်ကျွင်းကြံလေးနဲ့ယဟန္တာဖြစ်သွားလဲအဲ့ဒီလိုဇလန်းနေတောင်ရှိသေးတယ်လေသူ့ဖို့မှာဒါအပယ်တကားပိတ်သွားရသဗျာကိုယ်တိုင်ကသာဥပါတိတေတတုတ်ဆိုတာဟောတာရှိတယ်ပြီးဥပဒံရှိနေပြီမဲ့လို့အပယ်မကြနိုင်တဲ့ပုံကိုယ်လေးဆိုပြီးဟောတော်တာရှိတယ်အဲ့တော့လူတိုင်းပဲကြမယ်လို့တော့မအောင်မိတ်လေးနဲ့ပေါ့နော်ကောင်းတဲ့အခြေအနေတွေဖြစ်အောင်လုပ်ထားဖို့တော့လိုတယ်ပေါ့